ကဲအားလုံးပဲမင်္ဂလာပါ ဆိုတော့ဒီဘဲဘုံကျဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးပွဲစုတယ်ပေါ့နော်ပွဲစုတယ်ဆိုတော့နည်းနည်းလေးတော့ပြောမှရမယ်စကားတွေလည်းများတယ်အဲဘယ်လိုပြောမလဲဒီ AUG ဝင်ကြီးထူးခေါင်ကနော်လူသက်ကျင်သိရှိတဲ့လေရင်ရှိစရာလည်းမလိုဘူးတဲ့စကားစာတိတ်တော်လို့လေရင်ဘုံလိုက်ကျင်းနေတာမဟုတ်ဘူးတဲ့လူသက်ကျင်လို့တတ်တာတဲ့လူစီကားတဲ့ပွဲလမ်းတပင်းဈေးတွေပေါ့ဗျာ အဲ့တော့ तू ကဝင်ကြီးတယောက်ဖြစ်ပြီးတော့ဘယ်လောက်ထိတောင်းဝင်မဲ့တဲ့ post ကိုရေးတယ်ဆိုတော့လလဘုံထောင်ရင်တော့သိပါတယ်တဲ့ဘယ်လောက်ခင့်ပြီးတဲ့အစိုးရကာဝယ်ပေးတာလဲရှောင်းတခင်လူသက်သမားကိုကာဝယ်ဖို့မတတ်နိုင်ပါဘူးတဲ့အမေရိကန်အစိုးရတောင်နဲ့ရှောင်းတခင်လူသက်သမားကပြည်သူတွေဝိုးတဲ့ပြည်ဝမကွာဝေးနိုင်ဘူးတဲ့စကားစလေးရင်ဘုံကျဲလူသက်တိုင်း NUG ကမကွာဝေးနိုင်ဘူးဆိုတဲ့ဆိုလိုချင်တာလေအဲ့ဒီမှာခင်ဗျားတို့တခုမေးပါနော်ကျွန်တော်ဒီဘက်မှာခါနေဒီမှာဒီမှာဒီမှာ ကျော်ဆိုးနဲ့ဒေါ်ရဒီအုံးနဲ့အဲ့ဒေါ်ရဒီအုံးဆိုတဲ့အမျိုးသမီးကလင်းကျဲတိုင်းသူကထွက်လာပြီးတော့စကားအများကြီးပြောတာမတင်ကားတာတခုကကလေးမျိုးမှာဖြစ်ပေါ်သွားတဲ့အခြေအနေပေါ့နော်တိမ်မောင်းတောင်းချီကုန်ပြီးတော့အဲ့ကလေးမျိုးမှာလင်းအဲကျွင်းနေဟိုဒီပုံကိုကျွင်းနေတူးတယ်ပေါ့နော်အဲ့ဒီကိစ္စကိုပွဲစီသွားတဲ့အချိန်မှာဒီနေ့တပုတ်ကိုကျွန်တော်တို့ဆွေးနွေးသွားတွေ့လိုက်ရတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီပေရင်းမြို့နယ် ဒီဘဲမျိုးနဲ့အိုးထိန်ဝင်းရောက်มาဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ပြောကျင်တာဗာလဲဆိုတော့ရန်သူကရန်သူလှုပ်လှုပ်တာမင်းတို့ဘာမှဖြည့်ချင်းချက်ငါတို့ကပေးခိုင်းတာမဟုတ်ဘူးမင်းတို့ UNG ဝင်ကြီးအစိုးရအဖွဲ့မဖွဲ့ခင်တည်းကလည်းငါတို့တားခဲ့တယ်အစိုးရမဖွဲ့ဖို့အတွက်ညီညွတ်တပေါင်းစုလုပ်ဖို့အတွက်မှတ်တမ်းတွေရှိတယ်အာနာသိမ့်ုံသိမ့်မယ်ဆိုတာ2018ဒေါအောင်ဆန်းစုကြည် NC ထိုးဖို့အတွက်ငါတို့ခေါ်တယ်ဟိုကလည်းငါတို့က NC ထိုးလို့မရဘူး အန်ဒီအစိုးရမဟုတ်ဘူးတခြားဘယ်အစိုးရတက်တက်စစ်တပ်နဲ့မပတ်သက်တဲ့အစိုးရတက်တိုင်းဆယ်စုနှစ်တစုမှာအာဏာသိမ်းကိုသိမ်းမယ်ဆိုတဲ့ report ကိုပို့ခဲ့တယ်အစင်ကတောင်ပို့တယ်အဲ့တော့ပြောချင်တာဘာလဲဆိုတော့ NUG ရဲ့မှာပါနေတဲ့ဝင်ကြီးတွေအားလုံးပြန်ကြည့်မင်းတို့ပြောတဲ့ကာကွယ်ဝင်ကြီးဥယျာဉ်မှုဆိုတာငါတို့2016တုန်းက2016တုန်းကတက္ကသိုလ်ကြီးရွာเนาะနေပြီးတော့ကောင်စီနယ်မြေတက္ကသိုလ်မြို့နယ် ညောင်လွန့်ကျွေးရမှာငါတို့အဖမ်းခံရတယ်။မိဒီလာမှာဥယျာဉ်မှုနဲ့တွေ့တယ်။တက်ကုန်းမှာဥယျာဉ်မှုနဲ့တွေ့တယ်။နေပြည်တော်မှာဥယျာဉ်မှုနဲ့တွေ့ခဲ့တယ်။စကားကိုကြည်ကြည်လေးပြောခဲ့တယ်။အဲ့ဒီအချိန်တည်းကလည်းတာဝန်ယူမှုတာဝန်ခံမှုစိတ်မရှိတဲ့ပြဿနာတွေရှိခဲ့တယ်။တော်လန်ရေးမှာမင်းတို့ dragon flying ကိစ္စဘာညာပြောတဲ့အချိန်မှာငါတို့အင်းစိန်ထောင်ရောက်ပြီးဘဝစစ်ကြောကြီးရနေရောစစ်ကြောကြီးမှာငါတို့အဲရှူပီတာစစ်ကြောကြီးမှာ29ရက် GGI မှာ9ရက် အဲဒီမှာစာဖန်းခံရတဲ့တထုံမျိုးမကူပေါ့ကွာစစ်တပ်မှာအထုခံရတာတရက်နဲ့တမွန်းတက်ပြောချင်တာဘာလဲဆိုတော့ဂါဗာမန့်တူဂါဗာမန့်ဆိုတဲ့ဟာအဲလက်နက်ကိုလက်နက်အဲသူအစိုးရချင်းအစိုးရချင်းပဲဝယ်လို့ရမှာမင်းတို့ဒေါန်ဆန်းစုကြည်လက်ထက်ကနိုင်ငံတော်စစ်သုံးစရိတ်နဲ့ပတ်သက်ပြီးမျိုးသားလုံခြုံကာကွယ်ရေးအတွက်ဆိုပြီးတော့ဒေါ်လာတွေတိုးတောင်းခဲ့တဲ့မင်းအွန်လိုင်းကို ဘယ်အစိုးရပေးခဲ့လဲဆိုတော့နိုင်ငံတော် ပြန်တန်းအောင်ပြန်ကြည့်ဖို့လိုတယ်။နောက်နံပါတ်2အချက်ဒေါ်ဆန်းစုကြည်ကိုယ်တိုင်ဒေါ်လာ9တန်းခွဲဖိုးပေါ့နော်။အိန္ဒိယကနေပြီးတော့ဝယ်ထားတဲ့ရေငုပ်သင်္ဘောအစုပ်ကြီးအပါဝင်လေကြောင်းရန်ကာကွယ်ရေးအတွက်ပြန်စဉ်းစားဖို့လိုတယ်။တမိုင်းတွေကတော့မပြောချင်ဘူး။တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိတယ်။အဲ့ဒီတော့ယဒီအုံးဆိုတဲ့မိန်းမကနေရာတကာလိုက်ပြီးတော့ဘုံကိုကျွင်းနေတူးဖို့ပါဖို့ညာဖို့ အာလင်းပြစ်တိုင်းငူပြဖို့အဲ့လိုစောက်ပြဿနာတွေအများကြီးရှာတယ်အဲ့တော့ပြောချင်တာဘာလဲဆိုတော့ကိုကိုတိုင်းတာဝန်ပြုနိုင်မဲနဲ့တာဝန်မခံအောင်နိုင်ငံရေးပဲလို့လို့တော်လိုင်းရေးပဲလို့လို့တာဝန်ယူမှုတာဝန်ခံမှုဆိုတာရှိတယ်အဲ့တော့ပြောချင်တာဘာလဲဆိုတော့တူးခေါင်လူကောင်မျိုးကဝင်ကြီးတယောက်ဖြစ်နေပြီးတော့ဟိုအမေရိကန်အစိုးရလောက်ကိုသွားမမှန်းနဲ့ကွာရှောင်းတခင်လူတက်နေတာမဟုတ်ဘူးအာနာသိန်းတာတရားမဝင်မလို့ရှိရအာနာသိန်းတာလား အဲ့တော့လူယုံမှာကလူယုံမှာအလုပ်လုပ်မယ်မင်းတို့ကလိန်ကကြစ်တွေကကလိန်ကြစ်အလုပ်လုပ်နေတာပဲတွေ့ရတယ်မင်းတို့လူယုံမှာနဲ့ကလိန်ကကြစ်တွေအုပ်ချုပ်နေတဲ့တိုင်းပြည်မှာစိုးမိုးနေတဲ့တိုင်းပြည်မှာစောက်ပစ္စနာအများကြီးရှိတယ်တမားသုံးမှာဖြစ်သွားတဲ့ကိစ္စမင်းတို့လော်ဘီတွေပေါ့ကွာအဲ့တော့လော်ဘီတွေကဘာပြောလဲဆိုတော့ ဲ့တော့ဘာပြောချင်တာလဲဆိုတော့လက်ရှိကာလမှာလက်ရှိကာလမှာအန်ယူဂျီဆိုးရကပြန်တော့ပြင်နေကြတယ်ပြောင်းလို့မရတော့ဘူးလူပြောင်းလို့မရဘူးဆိုတဲ့ပြဿနာပေါ့ပြည်သူတွေကိုဂျင်းမျိုးစုံထည့်တယ်မင်းတို့မဲဆောက်ချင်းမိုင် နောင်ဘွားမှာနေပြီးတော့လွမြောက်နေပြီးမှလွမြောက်တော့မယ်လို့လက်သုံးချောင်းထောင်လိုက်စောက်စကားတွေအများကြီးပြောလိုက် ငါတို့တွေနိုင်အောင်နိုင်ရမယ်ဆိုတဲ့ကောင်မတွေရောကောင်တွေရောမော်တယ်မင်းသမီးတွေရောပြည်ပြေးတွေဖြစ်သွားပြီးတော့ဒီပားနေလက်သုံးချောင်းအခုချိန်ထိထောင်တယ်အဲ့ချင်းနေအဲ့တော့ယနေ့ကာလမှာယနေ့ကာလမှာရန်သူကရန်သူလို့ရန်သူလို့လိမ့်မယ် ျွန်တော်တို့ပြည်သူတွေကကျွန်တော်တို့ပြည်သူတွေအလုပ်ကိုကျွန်တော်တို့လုပ်ဖို့လိုတယ်အဲ့ဒါဒီဇိုင်းမမဒီတော်လန်ရေးပုံမှာယုံယုံကြည်ကြည်နဲ့ဘယ်သူတွေဥဆောင်နေလဲဘယ်သူတွေလုပ်နေလဲဆိုတာလုပ်ဖို့လိုတယ်အေးကိုမြတ်ကျော်ရေမင်္ဂလာပါနော်ခင်ဗျားတို့ဒီမဲဆောက်နိုင်ငံရေးကိုဒါခင်ဗျားတို့တော့ကျွန်တော်တို့ဘာမှမပြောလို့ပါဘူးကိုလူတွေပဲတိအောင်တော့ပြောလိုက်ကျွန်တော်နာမည်တွေမှတ်ထားတယ်ပြည်တွင်းတော့ပြောင်းဝင်လာနဲ့ပြည်တွင်းတော့ပြောင်းဝင်လာနဲ့ပြည်တွင်းတော့ပြောင်းဝင်လာတဲ့ကောင်လေးနော် အဲကိုမြတ်ကျော်တို့ကတော့ကျွန်တော်တို့ကအပြစ်မပြောဘူးဆိုလိုချင်တာလေကိုလုံးကိုလုံးနေကြတဲ့လူတွေရှိတယ်။ကိုလုံးထက်ကိုပို့ပြီးတော့ပြည်သူလူထုကိုဂျင်းထဲတဲ့ကောင်တွေကိုကျွန်တော်တို့ရှိမှလင့်ရှိတယ်။တခါတည်းမှားရမယ်။မင်းတို့တွေလူငယ်ကိုကပိုက်ဆောင်တက်အဖြစ်ကြိုက်တဲ့ကောင်မွေးမြန်မာနိုင်ငံမှာမင်းတို့ကောင်တွေဖောက်ခွဲမလုပ်ခင်နေငါတို့ကဖောက်ခွဲလုပ်ခဲ့တာ။မင်းတို့ကောင်တွေစစ်တင်တယ်မတက်ခင်နေငါတို့စစ်တင်တယ်တက်ခဲ့တာ။မင်းတို့ကောင်တွေစစ်တင်တယ်မပေးခင်နေငါတို့စစ်တင်တယ်ပေးခဲ့တာ။မြန်မာနိုင်ငံတနိုင်ငံလုံးမှာရှိတဲ့ငါတို့ရဲဘော်တွေအများကြီးတိုင်းရင်ဒီနေ့ချိန်ကြီးဖင်ကောင်းမကြည့်ဘူး။ အောင်တော့ပြောပြမယ်မင်းတို့မွေးတဲ့ local တွေဆိုတာစော်ကားတော့မဟုတ်ဘူးတော်လည်းမှာမိသူတဦးတယောက်မဆိုပါဝင်တာတော့ကျွန်တော်တို့လေးစားတဲ့ဂုံလူတယ်ဒါပေမဲ့စိတ်နာအောင်တော့မလုံးကြဘူးတော့မြစ်တာရက်ခံတယ်ဟဲ့အောင်မိုးသွေးငါနာမည်နိုင်နိုင်အောင်နော်ဟဲ့အောင်ဝေမူးတင်ငါနာမည်နိုင်နိုင်အောင်ဝေမူးတင်မင်းငါထက်ကြီးတယ်မိုးသွေးမင်းငါထက်တစ်နှစ်ကြီးရဲ့ မေရိုးကောင်တွေ CSO လောကနဲ့ proposal တွေခံစားပြီးတော့ငါလိုမှသားတွေ UNG ဝင်ကြီးဘာမှနိုင်ငံရေးတော်လှန်ရေးနားမလဲတဲ့ကောင်တွေကိုကပိုက်ဆောင်မွေးပြီးတော့မေရိုး CSO နိုင်ငံရေးနဲ့ပြည်သူကိုဂျင်းထဲခဲ့တာအဲ့ recompliance ကိစ္စမှာမေရိုး CSO တွေပါတယ်เนาะခွေးမှသားတွေငါနာမည်နိုင်ငံအောင်လို့ခေါ်တယ်အဲတော့နိုင်ငံရေးမှာတန်းလည်းမရွေးသူလူလူလည်းမရွေးဘူးစောက်ခုလည်းမဆိုင်ဘူးတော်လှန်ရေးမှာငါတို့ယုံကြည်ကြည်နဲ့ယနေ့ချိန်ဒီမြေပြင်မှာမီးထုံးလို့မရအောင်ငါတို့နေနေရတယ် เนาะအခုပဲဒုံးပြန်တယ်ဖုန်းမီးနဲ့ငါတို့ line ထွက်နေဆိုတာအရေးအကြောင်းရှိလို့လွှင့်တာမင်းတို့ recon brand ကိစ္စမှာမင်းတို့လော်ပြီးတွေလော်တယ်လက်သုံးချောင်းထောင်တယ်တပြေပန်းနေအာတပြေပန်းနေစိုက်ကြပါအာပန်းကန်ပေးမင်းမေစပတ်မင်းတို့ CSO နိုင်ငံရေးမင်းတို့ proposal တင်စားဖို့အတွက်ခွေးမာသားတွေဒီကဘာမှနားမလဲတဲ့နိုင်ငံရေးငကန်းတလုံးနားမလဲဘယ်နဲ့အမှန်တရားဆိုတာပါမှန်းမသိတဲ့ပြည်သူတွေကိုမင်းတို့ဂျင်းထဲတယ်ပြည်တွင်းထဲကပြည်သူတွေမဟုတ်ဘူးပြည်ပမှာကြုံခံနေရတဲ့ငါတို့ရဲ့ကြုံမျိုးဆက် နော်သူများလောက်ခလာစာရမှသမင်းစားရတဲ့ဘဝတွေကိုအားမနာဘူးပြီးပါနေလာတိုင်းလှူတယ်လာကုန်ကန်ကြီး၁၀ရက်၁၅ရက်အလိုရင်မူတည်ပေးတယ်ပြီးရင်အလှခံတယ်ခွေးမာတာတွေအခုချိန်ကြီးစောက်ချုံးမပြေတဲ့ငါလိုးမာတာတွေမင်းငါနာမည်နိုင်နိုင်အောင်တော့မှတ်ထားရအောင်မင်းတို့ကောင်ပြည်တွင်းပြောင်းဝင်လာရဲ့ငါသတိပေးတာနော်ငါကရင်မြေမှာနေတယ်မင်းတို့တွေဝင်လာလို့ရမယ်ဆိုတဲ့အပေါက်မှာငါနေတယ်မင်းတို့စောက်ခွက်တွေလည်းသိသလိုမင်းတို့နာမည်တွေလည်းသိရဲအဲ့တော့စိန်ခေါ်တယ်ပေါ့တင် ်ငါနာမည်နိုင်နိုင်အောင်လို့ခေါ်တယ်အချိန်မြွေးမင်းပမာလေးလို့မေးလို့ရှင်မင်းဘယ်နှယောက်လွတ်မှာလဲလို့ငါတို့မေးရလိမ့်မယ်မင်းတို့ဒီလေရင်ပြန်ကိစ္စ recon blind ကိစ္စမှာမင်းတို့ UNG ကရှိတဲ့စောက်ယူးတွေကိုမင်းတို့ကိုယ်တိုင်မြှောက်ထားပေးတာငါမှစင်းရင်းတွေအကုန်ရှိတယ်ပြအောင်တိအောင်တော့ပြောပြမယ်နော်ဘိုးကင်းကျော်အမိတ်ပေးတာလို့ငါညင်နေတာပဲရှိတယ်ကြောက်တဲ့တဲ့မှာနာနေအောင်ပါဘူးနော် ကြောက်ကြတယ်မောင်နည်းနည်းအောင်ပါဘူး၁၀ယောက်တစ်ယောက်လည်းရိုက်ဘူးတယ်၅ယောက်တစ်ယောက်လည်းရိုက်ဘူးတယ်သဏ္ဍာန်မရှိတဲ့ခင်ကမိုက်ခဲ့ဘူးလားမကိုးမှာငါနေမယ်အသေးလေးလို့ခေါ်တယ်စုံစမ်းကြည့်သိလားနော်အသေးလေးကိုစမ်းရှေ့ငါလူမိုက်လောကလည်းလာခဲ့ဘူးသလိုငါဘဝမျိုးစုံလည်းဖြတ်တန်းခဲ့ဘူးတယ်ဒါပေမဲ့နိုင်ငံရေးမှာတမ်းမညိနဲ့တမ်းမတိုက်နဲ့ငါတို့နိုင်ငံရိုးသားတယ်ငါတို့နိုင်ငံရေးကရိုးသားတယ်မလို့မရိုးသားတဲ့သံတောင်းစားတွေခွက်ဆောင်ခိုးတဲ့ကောင်တွေရှိလို့နိုင်ငံရေးကမရိုးသားတာ မင်းအောင်လိုင်ကိုစောက်ပြက်တယ်မပြောနဲ့အဲ့ဒီကောင်သူ့လှုပ်သူ့လှုပ်နေတာဒီကောင်ကရက်ဆက်ပဲယုံပါမယ်ကန်းကုံအောင်မိုက်မယ်ငါတို့ကိုယ်တိုင်လည်းရဲရဲဆက်ဆက်အဖမ်းစည်းခံရတယ်အနှိမ့်ဆက်ခံရတယ်အခုချိန်ဒီဒီညာဘက်မျက်လုံးနဲ့ညာဘက်ဒူကောင်မကောင်းဘူးတခါဒီချိန်နားထဲမှာထောင်ထဲမှာရိုက်ခံရတဲ့တန်းတွေနားတွေဥနေတယ်ငါတို့ပေးဆက်တာတွေမပေးဆက်တာတွေအဲ့ဒါတွေကငါတို့စောက်သုံးမကြောက်လို့ဖမ်းခံရတာမင်းတို့ UNG နဲ့ပတ်သက်လို့ငါတို့ဖမ်းခံရတာ မင်းတို့ဥယီမုံကိုတိုင်ဖုံးဆက်တယ်ဇော်ဝေဆိုးကိုတိုင်ဖုံးဆက်တယ်ညာကြီးမင်းကြီးစောက်ချက်မရှိဘူးငါလိုမှသားရဲ့နှစ်ချက်ထိုးတဲ့တွေဖုံးဆက်တယ်ငါတို့မှာ recording တွေရှိတယ်မှတ်တမ်းတွေရှိတယ်မပြောက်သွားဘူးငါတို့မှာမှတ်တမ်းတွေရှိတယ်ဒေါ်အောင်ဆန်းစုကြည်ကို2019ငါတို့ NCA ထိုးမဲ့အဲပင်လုံညီလာခံကြီးကိုတတ်ဖို့အတွက်အကုန်လုံးလုံးစုံလက်မှတ်ထိုးဖို့ပြောတဲ့ချိန်မှာကန့်ကွက်ခဲ့အစီအငါသားတွေပို့ခဲ့ပြီအာနာသိမ့်ကိုသိမ့်မယ်ဆိုတာသိတို့ဒီတော်လိုင်းရဲ့အောက်အောက်မှာဒါပေမဲ့မင်းတို့လိုလူယုံမာတွေတော့မပအောင်တော့စူးစမ်းရလိမ့်မယ် မင်းတို့ဂျားကာလာအစိုးရဂျားကာလာအစိုးရဂျားကာလာအစိုးရအမျိုးသားညီညွတ်ရေးအစိုးရအဲ့ဒါကြောင့်မို့အိုဘားမားဒေါ်ဆန်းစုကြည်အပါဝဲတိမ့်စိန်တက်တာမှာစောက်ရှက်ကွဲခဲ့တာမင်းတို့ကိုယ်တိုင်လည်းသိပါတယ်မင်းတို့ကိုယ်တိုင်လည်းပွဲတက်ခဲ့တယ်နော်ရန်ကုန်တက္ကသိုလ်မင်းကြီးထဲမှာကျင်းပခဲ့တယ်အစည်းအဝေးဘက်မှာပြောခဲ့တဲ့စကားတော်ဟာအခုချိန်ကြီးအသေးထဲမှာမှတ်ထားတယ်မြန်မာနိုင်ငံမှာခေါင်းချင်တွေအများကြီးရှိပါတယ်တဲ့ အဲ့ဒီခေါင်းစဉ်တွေအောက်မှာအမီမပေါ်နိုင်တဲ့လုပ်ငန်းတွေရောလုပ်နေတဲ့လူတွေရောအများကြီးပါတဲ့မင်းတို့တနိုင်ငံလုံးစောက်သုံးမကြဘူးလို့ပြောသွားတာလေအိုဘားမှာအတော်တိမ့်စင်ကိုပြောသလိုပါလို့ ਨੇ မင်းတို့ထက်လဲလို့မင်းတို့ထက်သာလို့မင်းတို့ငါတို့ညံ့လို့ငါတို့အာနာသိမ့်ခါတာယနေ့အချိန်ဒီကိုကိုတော်ပါတယ်တက်ပါတယ်သိပါတယ်နားလဲပါတယ်ဆိုတဲ့ကောင်းတယ်ပညာရှင်ရောပွဲရတဲ့ကောင်ငါတို့ညံ့သေးတယ်ရန်သူငါတို့ရန်သူငါတို့မနိုင်မချင်း ငါတို့ပြည်သူလူထုရဲ့တော်လိုင်းမအောင်မချင်းငါတို့ညံ့နေသေးတာငါတို့ကြိုးစားရမယ်ငါတို့ရှေ့ရှေ့ဆက်ပြီးရက်တည်ရမယ်မင်းတို့လိုင်းပေါ်ကနေပြီးတော့ချင်းမိုင်နောင်ဘွားနော်မဲဆောက်မှနေပြီးတော့မင်းတို့ကောင်းနေဘားတွေဖွင့်လို့ဖွင့်ကလပ်တွေဖွင့်လို့ဖွင့်တိမ်ပင်လေးကိုသွားလို့သွားဒီမှာပြည်နေတဲ့လူတွေကြတော့ကြောင်းမတက်နဲ့ကြောင်းထွက်ကြောင်းမတက်နဲ့ကြောင်းထွက်ကြောင်းတွေကိုမိချိုခိုင်းရအောင်မှတ်တမ်းတွေရှိတယ်လိန်လို့မရဘူးတစ်ချိန်ကျရင်မင်းတို့ရှင်းရမယ်အဲ့ဒီကိစ္စကိုရှင်းရမယ် အရရိုးတယ်ငါတို့နိုင်ငံရေးလို့လည်းငါတို့ရှင်းတယ်လူပဲကွာယောက်ျားတွေပဲနိုင်ငံရေးမှာအဲ့ဒါကြောင့်ပြောတာပေါ့လောမဘော်ဒန်ဘုံကျိုးအောင်ဆောင်ပြောသွားတဲ့စကားတခွန်းလေးအဲ့ဒီရန်ကုန်မင်းမှာပဲ political stupid game နဲ့နိုင်ငံရေးဆိုတာကောက်ကျစ်ဆင်းနေတဲ့ကစားနည်းတဲ့ဘုံကျိုးအောင်ဆောင်ပြောပြောနိုးနိုးနိုးလုံးဝအဲ့စကားကိုကန့်ကွက်တယ်အဲ့ဒီအချိန်မှာအဲဒီလောမဘော်ဒန်နဲ့စကားပြောဖို့အတွက်ကို report ကြိုတင်ရတယ် အဲ့ဒီအချိန်မှာရဘိုကျောင်းဆန်းကဒီနေချင်းနဲ့ဘာမှစကားပြောစရာအကြောင်းမရှိဘူးဆိုတော့ဘာမှလည်းပြောဒါပေမဲ့ဘိုကျောင်းဆန်းစိတ်ကိုသိကျင်လို့စိတ်ဆွတယ်ဆွတဲ့အချိန်မှာအဲ့စကားမျိုးတွေထွက်လာတယ်စောက်ပြဿနာတွေတက်တယ်အဲဘိုကျောင်းဆန်းအပါဝင်လောက်ကြံခန်းရတယ်ပေါ့ကွာဒါတမိုင်းတွေပေါ့နော်အဲ့ပြောချင်တာပါလဲဆိုတော့မြန်မာနိုင်ငံမှာသူရောကောင်းဝါရနဲ့လူထင်ကြီးအောင်လုပ်ပြနိုင်မှာ နိုင်ငံရေးသမားလို့ထင်တာလားစလိတ်ကော်လန်ကြီးဝစ်ပြီးတော့လူကြားထဲမှာမိကုန်းနဲ့ချွေမှနိုင်ငံရေးသမားလို့မှတ်တာလားတခါတခါကြတော့မင်းတို့ကောင်တွေရဲ့နိုင်ငံရေးကပြည်သူတွေအရှုံးမပေးနဲ့ငါတို့အောင်အောင်ရမယ်ဆိုပြီးတော့မဲဆောက်ချင်းမိုင်နောင်ဘွားအော်စီမီဒီကပေါက်ပန်း၄၀ပြည်တွင်းပြည်တွင်းကလူတွေကိုပြည်ပနဲ့ဒုက္ခပေးတာ ခွေးမာလာတယ်စောက်ရှက်မရှိတဲ့ကောင်တွေမင်းတို့ကောင်တွေဝင်လာပါလားငါတို့လုံခြုံရေးပေးမယ်မင်းတို့မင်းတို့လုံခြုံငါတို့ပေးမယ်မင်းတို့လုံခြုံရေးငါကိုယ်တိုင်ယူပေးမယ်ငါတို့နဲ့တနိုင်တစ်ဆက်ကန်းလောက်လာနေထိုင်ကြည့်လိုက်ငါတို့ဘဝတွေဘယ်လိုဖြတ်သန်းနေရလဲဆိုကိုချင်းစာကြည့်လေကိုချင်းစာကြည့်လေရန်သူကရန်သူလို့လုံးမှာငါတို့ကောင်တွေကကိုယ်ဆောက်လို့ကိုမလုံးပဲနဲ့ရန်ဖြစ်ပြီးတော့ ပေါက်ပန်း၄၀ပွဲစုအောင်လို့တင်တယ်။အာ NUG ทวนစနေတဲ့အာအဲဆိုတော့ပြောတယ်လို့ပေါ့ကွာဟိုဖာစကားပြောခဲ့တာလားဖာစကားပြောခဲ့တာမင်းမလေးရှားနေဒီဘက်လာခဲ့ခွေးမလားနော်မင်းတို့ကောင်လေးဟိုပတ်စံဟိုလူကိုတထောင်ဒီလူကို900လှူဘူးတက်တော့နေတော့ တော်လန်ရေးအဖွဲ့တွေပေါ်မှာဩဇာညောင်းမှုမကြိုးစားနဲ့လက်မခံဘူးနော်ပြောချင်တာဘာလဲဆိုတော့လေလူဆိုတာကမြဲမြဲမှတာကိုကိုကိုအရင်တိဆောက်ရတယ်ကိုကိုကိုတိဆောက်နိုင်မှ သူများအားကိုယုံကြည်ပြီးဆိုမှ သူများတကာကိုစိုးမှုကိုကြိုးစားကိုကိုကို မတိဆောက်နိုင်ပဲနဲ့တော့ဘယ်တော့မှမြမနိုင်ငံမှာလူဖြစ်ပါပြီလို့မပြောနဲ့ငါတို့အုပ်ချုပ်နေတဲ့ရန်သူကနှစ်ပေါင်း80နေရာတိုင်းမှာသူ့လူတွေရှိတယ် နေရာတိုင်းမှာသူ့ရဲ့ speaker တွေရှိရယ်သူ့ရဲ့ lobby တွေရှိရယ်အဲကိုလူ သူ့ဘက်သားလူလူပြောတဲ့ကောင်တွေရှိတယ်။ဆောက်ရှက်မရှိစွာနဲ့ဒီနိုင်ငံမှာအဲ့တော့ကိုပေါင်ကိုပြန်စဉ်းစားကြပါကွာပထမတော့ဖာတီတို့ဖားရိုက်နေတယ်လို့ကိုန်းဝါနေတယ်လို့ဟာလာဖာတီတို့အိမ်ငိုက်နေတယ်လို့ဖာတီတို့တကယ်လည်းတိုက်ဆစ်ဖွင့်မိတယ်ရောအခုတက်မှာတော့ဖြစ်တဲ့ကိစ္စငါတိတ်မပြောကြည့်ဘူးလားတချို့ကိစ္စတွေကိုကြောင့်ကိုတီကိုဘွားကိုနားလဲ ကိုဘွားကိုနားလဲအခုမြောက်ပိုင်းမှာမြောက်ပိုင်းမှာနော်အဲထွန်းစနေဆိုတော့စနေထွန်းဆိုတော့ငါလိုးမာတာမင်းတေချာနားတော့မြောက်ပိုင်းမှာမင်း NUG ကိုထောက်ခံလာတာဘယ်ကောင်းကိုထောက်ခံလာလဲတော့ငါမသိဘူးမြောက်ပိုင်းမှာ NUG ရှုပ်ရတဲ့ကိစ္စနဲ့အခုတရုတ်ကကုံသေးခွင်းကိုစဖွင့်လိုက်ပြီ MNDA ကတပိုင်း TNL ကတပိုင်းနဲ့အဖွဲ့ပေါင်းစုံကင်ပြီးတော့အဲ့လမ်းမှာအခွန်ကောက်ပြီဟုတ်ပြီနော် အယူဂျီဘာတွေရှောက်ခဲ့လဲဆိုတာမလို့သိလား MNDA နဲ့ TNL တွေပေါ်မှာဘာတွေရှောက်ခဲ့လဲဆိုတာမလို့သိလားဟင် MNDA လည်းမှန်တယ် TNL လည်းမှန်တယ်အဲဒီမိုးကုတ်မှာအခု TNL တွေထိ ंछ ုပ်ထားတယ်မင်းတို့ပြောတဲ့ဝင်ကြီးတွေပြောတဲ့ကြောက်တွင်းတွေပြေးမယ်ရွှေတွင်းတွေပြေးမယ်အခွန်တွေဘုန်းတွေထိုးကြပါကြောက်လုတ်ွက်တွေရောင်းမယ်ဟိုလုတ်ွက်တွေရောင်းမယ်ဆိုပြီးတော့ ြည်သူလူထုကိုလိန်ပြီးတော့လုပ်ခဲ့ရလေအခုခြေတောင်ချလို့ရလို့လားလက်ပံလားကနေပြီးတော့စေကူးလက်ပံလားကနေပြီးတော့မိုးကုတ်ကိုတရံလေးပိုင်လာတဲ့စေကူးလက်ပံလားကနေပြီးတော့ဟဲ့ဘတ်တပိတ်ချင်းဘတ်တချမ်းဟိုဘတ်တချမ်းဒီဘတ်တချမ်းကိုပါကပါနဲ့မန်လေးပီဒီယာကထိန်းချုပ်ထားတယ်ဟဲ့ဘတ်မှာ PN လေးထိန်းချုပ်ထားတယ်နေမြေတစ်ခုကိုအတူတူတိုက်ပြီးတော့၃ပွင့်ဆိုင်နေမြေခွဲထားတယ် အခုစင်ကူလက်ပံလာအပတ်မှာပြည်သူလူထုအိမ်တွေပေါ်မှာ PDF တွေတက်နေတယ် PDF တွေတက်ပြီးတော့အိတ်ကြတယ်ငါတော်လိုင်းအဖွဲ့စီသူများ channel မှာဝင်နေတယ်သူများတကာကကြောက်လို့ပြေးတယ်ပြေးတို့လူမရှိတဲ့အိမ်မှာနေတယ်ရန်သူကဒါကိုသိတယ်ပြည်သူလူထုကသူတို့အိမ်တွေဆုံးရင်ဆုံးပါစေတော့ဘုံကျဲလိုက်ပါတော့ဆိုလို့ဘုံကျဲတာရန်သူကတေချာထောက်လာပြီးမှအလုပ်လုပ်တာရန်သူကတေချာထောက်လာပြီးမှအလုပ်လုပ်တာ ကျွန်တော်ပြောခဲ့ပြီးပါပြီเนาะကျွန်တော်တို့ဒီတောင်ပိုင်းနဲ့အညာဒေသကဒီ6လလောက်ကိုပပစသခံအောင်ပါမင်းအောင်လာရွေးကောက်ပွဲလုပ်ပါပြီ။အချားလက်ရွေးကောက်ပွဲဆိုတော့1952နဲ့59ကြားမှာဖြစ်ပေါ်ခဲ့တဲ့အချားလက်ရွေးကောက်ပွဲအဲ့အချိန်ကပြည်တွင်းမှာရောင်းဆုံးတပုံပေါ့ဗျာသူတို့ပြောတဲ့အချိန်ကလူပဲဟိုမြန်မာနိုင်ငံဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အချိန်ပဲ ဦးနူကတိုင်းပြီးမထိန်နိုင်လို့အာနာလွဲသွားပြီးတော့အကြလက်ရွေးကောက်ပွဲဦးနူလုပ်ခဲ့တယ်ဦးနူတို့ရဲ့ဒီဖဆာပါလာပါတီပါနှချမ်းကွဲသွားတယ်နေဝင်းကိုအာနာအပ်တယ်62ခုနဲ့အာနာတိန်တဲ့အထိဖြစ်ခဲ့တယ်တမိုင်းတွေဖြစ်စဉ်တွေအများကြီးစစ်တပ်ကတမိုင်းလက်ချီပြီးလှုပ်လို့တာစစ်တပ်ကကောင်းနေတဲ့နိုင်ငံရေးနားလေတယ်ကြမ်းခိုင်ရေးကနေစပြီးတော့မာဆာလာပါတီကနိုင်ငံရေးနားလေတယ်အဲ့ကောင်ကယူးစရအောင်စောင်းနေတာ မင်းတို့နိုင်ငံရေးလောက်ပါတယ်ဆိုတဲ့ကောင်တွေထက်ကိုစကားရှင်ပြောနိုင်တယ်ကြမ်းခိုင်ရကောင်တွေတာဆာညာကောင်တွေအများကြီးပဲဒီကောင်တွေကစနစ်တကျခွေးများလိုပဲတင်လာတာမင်းတို့ NLD မှာရှိနေတဲ့ဗေဒာចောင်းစင်းတွေပေါ့ဗေဒာចောင်းစင်းတွေဗေဒာចောင်းစင်းတွေကိုလူမှာကိုလူယုံရတဲ့လူပဲတင်နှံပေးမယ်ဆိုတဲ့ပုံစံမျိုးနေဝင်းကလောက်ခဲ့တာကြာပြီ နေဝင်းကလောက်ခဲ့တာကြာပြီ 1962ခုနှစ်အာဏာသိမ်းပြီးတဲ့အချိန်မှာ1965ကနေစပြီးတော့ဒီ84ခုနှစ်84ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေကြီးပေါ်ပေါက်ဖို့မဆလာပါတီအသက်ဆိုးရှေ့ဖို့အတွက်ကိုဗဟိုနိုင်ငံရေးသိပ်ပံကြီးကိုမင်္ဂလာတော်မှာဖွင့်ခဲ့တာကွာမင်္ဂလာတော်မှာဖွင့်ခဲ့တာနော်အဲ့တော့တခါလေလေကြတော့လေငါကငါဆရာကြီးဖြစ်ပြီလို့မင်းတို့ကိုကိုမထင်တာနဲ့မင်းတို့ထက်ရန်သူတာလို့ငါတို့ညံ့လို့ငါတို့ခံတာ ကိုညံ့တာကိုဝင်မခံမဲနဲ့ကိုညံ့တာဝင်မခံမဲနဲ့ကိုမတော်တာကိုမပြောဘဲနဲ့ကိုလုံနိုင်တာကိုမလုပ်ဘဲနဲ့သူများတကာကြီးအပြစ်ပုံချလို့များကိုချွတ်နေရမှာရန်သူကကိုကိုအကြောင်းရန်သူကသိလို့ရန်သူကလူပွားဝါသွားတာဟုတ်လား မင်းတို့ဒီ complaint ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒီကရတဲ့ပတ်စံတွေကိုလက်နဲ့ဝယ်တယ်လက်နဲ့ဝယ်ပြီးတော့လက်နဲ့တွေအလိန်ခါတယ်ပေါ့ပေါက်ပန်း46ကိုပြောနေအဲ့လက်နဲ့တွေအကုန်လုံးကဟိုတော်တော်အမှ PC ကနေထုတ်ပေးတဲ့လက်နဲ့2000ကျော်နောက်တော့2000လောက်ကျန်သေးတယ်ငါမပြောချင်ဘူးဒီလိုကိစ္စတွေနော်ငါတိတ်မပြောချင်ဘူးလူဘွားမွားနဲ့လူဘွားွားတဲ့စကားကိုတော်လန်ရေးပေါ်မှာမပြောနဲ့လက်မခံဘူးတော်လန်ရေးပေါ်မှာမပြောနဲ့လက်မခံဘူး အခုမင်းတို့မင်းအောင်လိုင်ကရွေးကောက်ပွဲလုပ်ပါပြီလေမင်းတို့ပြည်ပမှာရှိနေတဲ့မင်းတို့နယ်စပ်မှာရှိနေတဲ့နိုင်ငံရေးသမားတွေဘာလုပ်နိုင်လဲမင်းတို့စတိတ်တက်ထုတ်မယ်ကမ်ပိန်းလုပ်မယ်ပြည်သူလူထုကိုကန့်ကွက်ခိုင်းမယ်ပြည်တွင်းကဘာကားသားလူငယ်တွေចောင်းသားလူငယ်တွေတခြားသောတကြွလှုပ်ရှားတဲ့လူငယ်တွေကိုမြှောက်ပေးမယ်ဟိုမှာဆန္ဒပြခိုင်းဒီမှာဆန္ဒပြခိုင်းစစ်ကြောရေးမှာရိုက်တာလူလူသူလူရိုက်တာမဟုတ်ဘူးကွာခင်ညွတ်လက်ထက်ကစစ်တယ်ဆိုတာစစ်ချက်ပဲယူတာစစ်ချက်ယူပြီးတော့လူတယောက်ကိုနနာကြီးကြီးလှုပ်တော့လှုပ်တယ်အဲ့လောက်ကြီးမရက်ဆက်ဘူး ိုကောင်နေကျွဲရနွားရရိုက်တာညမိုးချုပ်ကြကိုးနိုင်နောက်ပိုင်းဆိုင်ညနှစ်ချက်ခွဲတဲ့ဒီကိုငါတို့ရေးကြီးရမှာအဲ့လိုမရအောင်အဲ့လိုလည်းမပြောဘူးအတန်နေကြရတာနားထဲမှာမဆောင်နားထဲမှာမဆောင်ညတိုင်းကြရတာပပဆဆလူငယ်တွေမိန်းကလေးတွေရောယောက်ျားလေးတွေအကုန်ရိုက်ခံရတာရိုက်ခံတော့ရိုးတန်းတန်းရိုက်ခံတာပပဆဆရိုက်ခံရတာနော်ငါတို့မလက်ခင်းညခင်ကြရင်2နိုင်လောက်ကြရင်တခါကြရင်ခေါ်ထုတ်သွားပြန်ပြီတခါကြရင်မနေ့4နိုင်တို့ကြီးခေါ်ထုတ်သွားပြန်ပြီ ငါတို့မှအဲ့လိုမျိုးစဉ်းစားလာခဲ့ရတာကို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 ဘေးတပါဖြစ်တယ်ကွာစစ်ကြောရေးမှာနော်အခုလက်ရှိအချိန်မှာရန်သူကတဏှာတဲ့ကိုကျဲနေတာမဟုတ်ဘူး KNU တစုံလုံးမှာလေတမတေကိုကျဲတာပပစအနေတိုင်းကျဲတယ်နေတိုင်းကျဲတယ်နေတိုင်းကျဲတယ်ကရင်နေမင်းတို့လောက်မျက်ရည်မချူတိုင်းရင်းသားတွေမင်းတို့လောက်မျက်ရည်မချူဟိုမှာဒီနေ့ရခိုင်ကိုကျဲသွားတယ် တိုင်းရင်းသားရဲ့မင်းတို့လောက်မျက်ရည်မချူတိုင်းရင်းသားလော်ဘီတွေမရှိမင်းတို့ဗမာစောက်ကျင့်ဗမာအတွေးခေါ်တွေနဲ့ပဲဗမာနိုင်ငံရေးသမားတွေပွဲစုအောင်လုပ်တယ်မီဒီယာဆိုတဲ့ကောင်တွေကလည်းသူ့လူကိုယ်ပတ်သားနဲ့မီဒီယာဆိုပြီးတော့မြှောက်ပွင့်ပြောတယ်ဟာလာအဲ့ဒီသတင်းကြီးကကြီးသွားတယ်နှလုံးသားဆိုတာလူတိုင်းမှာရှိတယ်ခံစားချက်ဆိုတာလူတိုင်းမှာရှိတယ်တနေရာထဲမှာရှိတာမဟုတ်လူတိုင်းမှာရှိတယ်မင်းတို့တယောက်တည်းမှာပဲနှလုံးသားတွေအုံနောက်ရှိတာမဟုတ်လူတိုင်းမှာအုံနောက်ရှိတယ်အဲ့တော့ မင်းတို့ brainwash လုပ်တယ်လို့ motivate ပေးတယ်လို့သိရမလား attention ရှာတယ်လို့ဟိုဟာဖြစ်တယ်လို့ဒီဟာပြောပေါက်ပန်း40ရှောက်ပြီးတော့ဟာရန်သူကကိုရန်ရန်သူကကိုကြောက်လာမလားလို့ဟာရန်သူကကိုအမြဲဥစားပြင်ပိုဆိုးတာဗောမင်းတို့ပြောတဲ့လင်းရင်ပြည့်တွေရှိလားဆိုတော့ကျွန်တော်တို့မှရှိပါတယ်တဲ့ဒါပြီးတော့နေရာတိုင်းမှာတော့မရှိဘူးတဲ့ဒါနဲ့ရှိတဲ့နေရာနဲ့တာတိုးရင်တော့ကျွန်တော်တို့ကတက်တက်ပြစ်ချမှာပဲတဲ့အဲ့ဒီနေပြည်တော်ဝင်စည်းဆိုတဲ့ထင်လဲအောင် ဒီငါလိုမှသာသူ့ကုမ္ပဏီမှာသူ့ဘန်သူနိုင်ငံခြားမှာအလုပ်လုပ်နေသောဒေါ်လာ4200လောက်ရတဲ့ကောင်က NUG ဝင်ကြီးဌာနမှာဒေါ်လာ8500စားပြီးတော့မိသားစုပါဘာဆောက်လို့မှမလုပ်တော့ဘဲနဲ့เนาะရေမီးအစုံနဲ့ပြည်သူလူထုတွေလူတန်းလာတဲ့ပတ်စံကိုမိမိကြီးအချိန်တိုင်းထိုင်ထုတ်ပြီးတော့နေတဲ့ကောင်ကကိုယ်နိုင်ငံထဲမှာလည်းရှိတာမဟုတ်ဘဲနဲ့ပြောလိုက်တဲ့စကားတခွန်းကဘယ်ရောက်လို့ရောက်မှန်းလည်းမသိဘူးကျွန်တော်တို့မှလေရင်ပြည့်တယ်ရှိတာဆိုတော့ရှိပါတယ်တဲ့ဘယ်နေရာမှာရှိသလဲဆိုတော့ နေရာတိုင်းမှာတော့မရှိပါဘူးတဲ့ဒါပေမဲ့ရှိတဲ့နေရာနဲ့တာတိုးရင်တော့ကျွန်တော်တို့ကတဲ့တဲ့ပြစ်ချမှာပဲဆိုတော့အဲ့ဒီကောင်ကိုပြန်မေးကြည့်လိုက်နော်အမေတို့မိုးသွေးမင်းပြန်မေးကြည့်လိုက်မင်းမေစပတ်ထဲမှာလားလို့အဲ့ဒီလင်းပြစ်ကမင်းမေစပတ်ထဲကိုရောက်မှပြစ်မှာလားလို့အခုတနိုင်ငံလုံးကိုဘုံကျဲတာမင်းအွန်လိုင်းဘုံကျဲတာနေရာမကြံတော့ဘူးတနိုင်ငံလုံးမှာနေရာမကြံတော့ဘူးတောင်ပေါ်မြေပြန့် လေရင်နဲ့ဘုံကျဲတာစာသင်ကျောင်းရောဖုန်းကျောင်းရောခရစ်ယာန်ကျောင်းဟိုတာဒီမှာအခုကြောက်တကားမှဆိုလို့ရှိရင်ဟိန္ဒူဘာသာကျောင်းရော အကုန်ဘုံကျဲတာလေးကွာအစ္စလမ်ကျောင်းတွေရောအကုန်ကျဲတာလေးကွာဘာသာမခြားလူမျိုးမခြားမင်းအောင်လိုင်းဧကခန္ဓာလေးကွာဟင်မင်းတို့ပြန်မေးလေးကွာမင်းတို့ထင်လင်းအောင်ပြန်မေးလေးကွာငါတို့မေးတယ်ဆိုတဲ့မေးခွန်းပြည်သူလူထု complain တက်တယ်ပြောတယ်ဆိုတာကအဲ့လိုစကားတွေပြောခဲ့လို့ကွာအဲ့လိုစကားတွေပြောခဲ့လို့ ဟမ်ဟိုတလောတော့ပြောပြမယ်2024 2025အဝင်ပေါ့ကွာနော်17လပိုင်းကဇော်ဝီဆိုးလို့ရောက်ခဲ့တယ်အမေတို့ပြောတဲ့တမရဒူဝလက်ရှိလာပါလို့ဒီဘူရောက်ခဲ့တယ်စကား9မိနစ်အောင်မပြောပြန်သွားတယ်အဲ့ပြောချင်တာဗာလဲဆိုတော့ ပြောချင်တာဘာလဲဆိုတော့လေမင်းတို့ဒီ green card ရတာလားဇော်ဝင်စုကဇော်ဝင်စုက green card ရတာလားဘာလို့မှလည်းပြန်လာမှာမဟုတ်ဘူးโอ้สนิทร้อนสุดแล้วงาโลมาตาเมญญีญีนี่รู้มั้ยล่ะคุยมาตาฮะเมโหลูกโหหมี่ยวเปียวดีลูกโหหมี่ยวเปียวเมซ้อนละแล้วโหนกาโหบาโหญาโหอะคู่แล้วกูตัดจีได้ล่ะจังแล้วอย่างเมยูดาจี้อยู่งาโลมาตาเนี่ยเมยก็တော့เมยก็ดราวซาဖြစ်တော့คุยมาตาหึ အာယုလနောက်ထလားအဲ့တော့ကိုယ့်ဘာကိုပြန်စင်းတာတချို့ကိစ္စတွေမှာတချို့ကိစ္စတွေမှာက ကိုပြောတဲ့စကားတခွန်းကြောင့်ကိုပြောတဲ့စကားတခွန်းကြောင့်ကိုတာဝန်မဲ့တဲ့လုပ်ရကြောင့်ဘယ်လိုလူမျိုးတွေထိခိုက်သွားလဲငါတို့ပြောလိုက်တဲ့စကားတခွန်းကြောင့်ဘယ်သူတွေအားတက်သွားလဲကိုကိုကိုတော်မတိဆောက်ပဲနဲ့ သူများတကာကိုလိုက်ပြီးတော့ဒါဖြစ်ရမယ်ဟိုကဖြစ်ရမယ်ဟိုကလောကမတရားလုပ်မယ်မလုပ်နဲ့ဒီတော်လန်ရေးအောင်ခဲ့တယ်ဆိုရင်တော့မှတိုင်းရင်းသားအားလုံးအောင်ခဲ့တယ်ဆိုရင်တော့မှဗမာအတွက်ကြံအောင်မယ်ငါတို့ဒီမှာအများကြီးဆွေးနွေးကြတာအများကြီးပဲတချို့ကိစ္စတွေတိတ်စကားတွေကအများကြီးမပြောချင်ဘူးအခုချိန်ထိလည်းအချိုးမပြေတဲ့အရာတွေအများကြီးပါเนาะအဲ့တော့မင်းတို့မဲဆောက်တို့ချင်းမိုင်တို့နောင်မွားတို့မှမနေပါနဲ့ဒီမှာတောင်ပိုင်းမှာနေခြင်းနဲ့ဆိုရင်ပြောပေးမယ်လာခဲ့ ငါတို့နဲ့အတူတူလာခဲ့မြေပြင်မှာဘာတွေဖြစ်နေလဲဆိုတာလက်ကြည့်ကြည့်เนาะမြေပြင်မှာအခြေအနေတွေဘလို့ဆိုးွားနေတယ်ဘလို့ရှင်းဆိုင်နေရတယ်ဆိုတာလာကြည့်ကြည့်အဲ့လိုလာကြည့်ကြည့်ပြီးလို့ရှိရှင်မင်းတို့ပြောချင်တာပြောမင်းတို့ရေးချင်တာရေးမင်းတို့ခံစားတတ်တဲ့နှလုံးသားရှိမှခံစားမှုတဲ့အခြေအနေမျိုးရက်တည်နိုင်မှကိုချင်းစာတရားဆိုတဲ့ဟာကိုပြောဒီကားလာမှာအဝေးကနေပြီးတော့ကိုချင်းစာတရားကငါတို့လည်းပြောတတ်တယ်เนาะအဲ့တော့အားလုံးကိုကျေးဇူးတင်တယ် ပြောချင်တာပါလဲဆိုတော့ရန်သူကရန်သူလှုပ်လှုပ်มาပဲကျွန်တော်တို့ကကျွန်တော်တို့ကိုကျွန်တော်တို့ကာကွယ်နိုင်အောင်ကြိုးစားရမှာပဲဒီပေါ်မှာကျွန်တော်တို့ကအခမ်းအနားရှိဖို့တော့လိုတယ်ဒါဒီ2025 26